ဆုံးရောက်အဖွဲ့အစည်းတစ်ခုနဲ့ပတ်သက်နေတယ်ဆိုပြီးတော့သတင်းတွေထွက်နေတဲ့ OC အားလုံးပဲမင်္ဂလာပါ OC ကတစ်ချိန်လုံးကဆိုရင်တော့ကမ္ဘာကောင်ဆောင်ကွင်းလေဖန်ဒီရှင်တူဦးဖြစ်တတ်မှတ်ခံရတဲ့တူတူဖြစ်ပါတယ်။နောက်ပိုင်းမှာတော့နိုင်ငံရေးရှုပ်ရှင်းနေတဲ့ဝင်ပါမိခဲ့လို့ကစားသမားဘွားကနေပါအနားယူရတဲ့ဖြစ်ဖြစ်ခဲ့ပါတယ်။ စမန်ကြီးနဲ့ဟာလဝါလုံးတို့အတင်းဒီမှာအောင်မြင်ခဲ့ပြီးတော့ကစားသမားဘာနောက်ဆုံးချိန်ဒီမှာဖီနာပါချီနဲ့အစ္စတန်ဘူအတင်းဒီမှာလာပိုင်းလောက်တာကစားခဲ့ပြီးတော့2023ခုနှစ်မှာကစားသမားဘွားကနေနားယူသွားခဲ့ပါတယ်။လက်ရှိမှာကစားသမားဘွားကနေနားယူထားတဲ့ဦးစီးကနိုင်ငံရေးလောကတွေကိုဝင်ရောက်ထားသူလည်းဖြစ်ပါတယ်။ဦးစီးကကစားသမားဘွားမှာဂျာမနီနိုင်ငံအစဉ်တင်ကိုကိုစားပြုခဲ့ပေမဲ့သူမိဘနှစ်ဦးစလုံးကတူရကီလူမျိုးတွေဖြစ်ကြပါတယ်။အကြောင်းမဲ့ဦးစီးကတူရကီနိုင်ငံသမ္မတအာတူခန်ရဲ့ပါတီဖြစ်တဲ့ Justin and Development Party ရဲ့ဝင်ထားသလိုအစိုးရရဲ့စီမံခန့်ခွဲရေးဖွဲ့အုပ်ဖွဲ့ဝင်တူဦးဖြစ်တဲ့ ဝန်ယူထားရတဲ့သူလည်းဖြစ်ပါတယ်။ဦးဇေယအနာယူပြီးမှခနာကိုချန့်ခံမှုအပိုင်းကိုလည်းအာယုံဆိုင်နေပြီးတော့ body beta တူလည်းဖြစ်နေပါပြီ။ဒါအပြင်ဦးဇေထိုးထားတဲ့တတူးပုံတစ်ပုံကြောင့်ပြည်သက်တွေကပါအားသင်တည်ခဲ့ကြပါတယ်။ဦးဇေယသူ့ရဲ့ရှင်ဘက်မှာ The Grey Wolf လို့ခေါ်တဲ့အဖွဲ့ကြီးတစ်ခုရဲ့အမတ်တင်ဂေတာကိုတတူးရေးထိုးထားခဲ့တာဖြစ်ပါတယ်။ဒီ The Grey Wolf ဆိုတဲ့အဖွဲ့ဟာအစွမ်းရောက်အဖွဲ့စည်းတစ်ဖွဲ့ဖြစ်နေခဲ့ပါတယ်။ဒီအဖွဲ့ကိုနိုင်ငံအများစုကအချမ်းပအဖွဲ့စည်းနေနေလေးကြီးညာထားခဲ့တာပါ။စူပါအဖွဲ့စည်းရာဆိုရင်1981ခုနှစ်တုန်းကပုံရံမင်းကြီးဂျွန်ပေါ်တူကိုလုံခြုံမှုစူးစမ်းခဲ့တည်ပါတယ်။ခြားသောအချမ်းဖ တ်မှုတွေကိုလည်းကျူးလွန်ထားခဲ့ပြီးတော့အစွမ်းအောင်ဖွဲ့စည်းတစ်ခုဆိုပြီးသတ်မှတ်ခံထားရတာပါအချိန်မှာတော့ OC အနေနဲ့အစောပိုင်းအစွမ်းအောင်ဖွဲ့စည်းနဲ့ပတ်သက်နေခဲ့တဲ့လူရောသတင်းတွေထပ်ပေါ်နေခဲ့တာဖြစ်ပါတယ်ဒီဘက်နဲ့ဆက်ဆက်တာသွားလို့မီလို့အရေးဝခံတဲ့ကစားသမားကလည်းပူပူနေနေလေးတွေရှိထားသေးပါတယ်2024ယူရိုပြိုင်ပွဲမှာတူရကီနောက်ခံလို့ TV ရယ်က The Great Wave ဖွဲ့ပုံစံတိုင်းအောင်ပွဲခံခဲ့ပြီလို့နှစ်ပွဲပဲပြတ်တန်ချမှတ်ခံခဲ့ရပါတယ်ယခုဆိုရင်လည်းဘောလုံးလောကမှာ OC ပေါ်ဖယ်ချင်မှုတွေစတင်လှူဆောင်လာပြီလို့သိရပါတယ်ဦးစည်းရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ Water Premium အသင်းကလည်းမကြသေးခင်တုန်းကပဲကစားသမားဟောင်းတွေပါဝင်တဲ့ ုတ်ဆက်ပွဲမှာအိုဇေးကိုမဖြစ်ပဲခြံလက်ထားခဲ့ပါတယ်။အဲဒီနုတ်ဆက်ပွဲရဆိုရင်တော့ပြီးခဲ့တဲ့စနေနေ့ကကစားလမဟောင်းကြီးဒီယေဂိုရီဘက်တာကစားခဲ့တာပါ။ဒီဘက်ကအသက်40ရရှိပြီဖြစ်ပြီးတော့ဗတာပရီမီတင်မှ2006ခုနှစ်ကနေ2009ခုနှစ်ထိသုံးနှစ်ကြာကစားခဲ့တဲ့သူဖြစ်ပါတယ်။သူရဲ့နုတ်ဆက်ပွဲမှာဗတာပရီမီတင်ရဲ့ကစားသမားဟောင်းများစွာပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့အိုဇေးကိုတော့အသင်းကိုကိုစားပြဖို့ထပ်တန့်ခြင်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့မဖိတ်ပဲခြံလက်သွားခဲ့ပါတယ်။အိုဇေးရဲ့ဘက်ကတော့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ဘာမှဖြေရှင်းထားခဲ့ခြင်းမရှိသလိုတတူးကတကယ်ပဲဂရေဘူးကိုညှဉ်းထားလာလားဆိုတာနဲ့ပတ်သက်ပြီးတော့ မှလည်းတုတ်ပြန်မချသေးပါဘူး။ဒါကြောင့်အိုဇင်းနေနဲ့ဒီဘွယ်စင်းနဲ့ပတ်သက်ဆက်နေနေရဆိုတာအမှန်တကယ်လည်းဖြစ်နေပြီးတော့နောက်ထပ်လည်းဘွန်လုံးလောကမှာအိုဇင်းပေါ်ဖယ်ခြင်းမှုတွေရှိလာနိုင်ပြီးပါတယ်။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။